အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်ပေါ့နော် ကောင်းမွန်တော့ဒါကျွန်တော်တို့ဒီလေးနေ့ဖြစ်ပါစေဒီနေ့ကနေပြီးတော့စုမောင်းကောင်းတောင်းပေးလိုက်ရပါတယ်အဲ့တော့ဒီနေ့မှာဒါကျွန်တော် Leicester City အသင်းနဲ့ဒါကျွန်တော်တို့ Liverpool အသင်းရဲ့ဒါကျွန်တော်တို့ပွဲပြီးကတော့ပြီးသွားခဲ့ပြီဒီဘက်မှာဒါကျွန်တော် Liverpool အသင်းနဲ့ဒါကျွန်တော်တို့ဒါ Premier League ရဖို့နီးနီးဖြစ်လာလို့လည်းမသိဘူးတဖြည်းနဲ့တဖြည်းပွဲတွေကပူပူပြီးတော့ခတ်လာခဲ့တယ် ်ထင်တာအထက်ပို့ပြီးတော့ဒါကျွန်တော်တို့လက်ရှိပွဲချက်တွေကပို့ခတ်လာခဲ့ပြီးလာမယ့်ရသက်တဲ့ဘက်မှာဒါကျွန်တော်လီဗာပူးသင်းနေနဲ့သုံးမှတ်ရရှိခဲ့မယ်ဆိုရင်တော့ပရီးမီးယားလိဖလာဂျီကိုစခုနိုင်တော့မှာဖြစ်ပါတယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့လီဗာပူးအသင်းနေနဲ့ကျွန်တော်လာမယ့်ပွဲမှာဒါကျွန်တော်လာမယ့်ဒါကျွန်တော်တို့ပွဲစဉ်မှာဒါသုံးမှတ်ရုံနဲ့ဒီလီဗာပူးအသင်းကဒါကျွန်တော်ပရီးမီးယားလိဆူဖလာဂျီကိုဒါကျွန်တော်တို့စခုနိုင်တော့မှာဖြစ်တယ်အဲ့တော့ ဒီနေ့မှာအဲ့ဒါကျွန်တော်တို့လက်ရှိမှာလစ်ဗာပူးတင်နေတာခဲရခဲစစ်လက်စတာစီးတီးတင်ကိုကန်လိုက်ရတယ်။ဒီနေ့ပေါ်စမတာလစ်ဗာပူးတင်လိုက်တာကျွန်တော်အခွင့်အရေးတွေအများကြီးရခဲ့ပေမဲ့အသုံးမချနိုင်ခဲ့တာကိုတွေ့ရမယ်။ဒီနေ့ပေါ်စမတာတစ်ဖက်ကလက်စတာစီးတီးတင်ကလည်းကျွန်တော်ဒီနောက်ပိုင်းပွဲစဉ်တွေမှာတွေ့ရတဲ့မှာမှထူးဆဆတာအကောင်းဆုံးပွဲစဉ်တွေကတပွဲလို့ပြောလို့ရတယ်။လက်စတာစီးတီးရတာကျွန်တော်ရှာရှာပပခံစစ်ကောင်းကောင်းမွန်မွန်တွေကတော့ကျွန်တော်အကောင်းဆုံးပွဲစဉ်တွေတပွဲလို့ပြောလို့ရတယ်။ပထမပိုင်းမှာဆိုရင်ဒါကျွန်တော်တို့ဘောပိုဇီရှင်ရဆိုတာလစ်ဗာပူးတင်ကတော့သူတို့ဘက်ကဒီလိုချိတ်ချောက်နိုင်ခဲ့တဲ့မှာပါတယ်။တော်တော်လေးကိုဒါကျွန်တော်မဆိုးတဲ့တော်တော်အခြေစွမ်းတစ်ခု ုလက်ဆက်စီးမှာတွေ့ရပါဘူးเนาะအဲ့တော့ပြောချင်တာကသူတို့နေဒီနေ့ရလက်တွေရကြည့်မယ်ဆိုရင်တော့ကျွန်တော်လက်ဆက်စီးတဲ့နေ့တန်းစင်းဖို့ဒါကျွန်တော်ဒီနေ့ပွဲစဉ်ရှုံးပြီဆိုတာနဲ့တည်ကြတော့မှာဖြစ်တယ်အဲ့တော့ပြောချင်တာသူတို့နေအိမ်ဝင်းကြီးမှာတော့ကွာငါတို့နေနဲ့ဒါတန်းစင်းဖို့အတွက်ဒါပြိတ္တတွေရဲ့အရှိမမဖြစ်စီရဘူးဆိုတဲ့ပုံစံမျိုးပေါ့เนาะအဲ့တော့လက်ရှိမှာဒီနေ့ပွဲစဉ်မှာသူတို့တည်ရအောင်ကြားလိမ့်မယ်မမတ်ရပြောမယ်ဆိုတာဒီနေ့ပွဲစဉ်မှာဒါကျွန်တော်လုံးဝနိုင်ကိုနိုင်မရမယ်ဆိုတဲ့ပုံစံမျိုးကိုလက်ဆက်စီအသင်ကစားခဲ့တယ်တကယ်တည်းဒါဒီနေ့ပွဲစဉ်မှာလက်ဆက်စီအသင်နဲ့ရေကုန်ရေခဲပြီးပွဲ စော့ပြခဲ့ပြီဒါမမေရစပားတဲ့ပွဲစဉ်ပြီးရင်ဒီပွဲကဒါကျွန်တော်လက်ရှိမှာ Leicester City ရဲ့အကောင်းဆုံးပွဲစဉ်တစ်ပွဲတော့ဖြစ်ခဲ့မယ်လို့ဆိုလို့ရမယ်တော့ပါတယ်ဒါပေမဲ့ Liverpool အသင်းကပဲဒါတကယ်ကိုအရေးကြီးတဲ့အနိုင်ကိုရရှိခဲ့ပြီဒါခုနပြောခဲ့သလိုပဲတစ်ဖက်က Championship ဆင်းသွားတဲ့အချိန်မှာတစ်ဖက်က Premier League တိုင်တဲ့ကြီးကိုရရှိလို့နီနီဖြစ်သွားခဲ့ပြီပဲပြောလို့ရမယ်တော့ပါအဲ့တော့ကျွန်တော်ဒါပွဲချုပ်သုံးသပ်ချက်မှာပြောခဲ့လို့ပါပဲဒီနေ့ပွဲစဉ်မှာဒါကျွန်တော် Leicester City အသင်းနဲ့ Championship ကိုဆင်းဖို့အတွက်တေချာတော့နီနီဖြစ်သွားစေမယ့်ပွဲတစ်ပွဲဖြစ်ပြီးတစ်ဖက်ကဒါ Premier League ကိုရဖို့အတွက်တေချာစေမယ့်ပွဲတစ်ပွဲဖြစ်ခဲ့မယ်လို့ပြောခဲ့တယ်အဲ့တော့ တကယ်လို့ပဲဒီတိုင်းမှာဒါကျွန်တော်တို့ထင်ထားတဲ့အတိုင်းပါပဲဒါကျွန်တော်တို့လီဗာပူးအသင်းအနေနဲ့ဒါထင်ထားတဲ့ဒါကျွန်တော်ပုံစံမျိုးအတိုင်းပဲဒါစကူသွားခဲ့ပါမယ်ဒီနေ့ပုံစံမှာလီဗာပူးအသင်းတို့ခတ်ခဲခဲ့တယ်အဲ့တော့ဒီနေ့ပုံစံမှာပရိုဇန်ကွန်နေပြော လီဗာပူးတဲ့နေ့နေ့ပေါ်စမှာဒါကျွန်တော်ကလင်းရှီပြန်ရခဲ့ပြီဒါကျွန်တော်လီဗာပူးတဲ့ခံစားပိုင်းကတော်တော်လေးကိုဒါမဆိုးခဲ့ဘူးလို့ပြောလို့ရတယ်တဖက်ရဲ့ဒါကျွန်တော်တောင်မန်နေတိုက်ဆက်တွေကဒါကျွန်တော်အလုံးမဖြစ်ခဲ့ရလဲအများကြီးပါခဲ့ပေမဲ့တကယ်တော့နင်လာငါလာဟိမူမဲတွေမှာလီဗာပူးတဲ့ဒါခံစားပိုင်းကတော်တော်လေးကို solid ဖြစ်ခဲ့တယ်နေ့နေ့ပေါ်စမှာဒါဖူဘတ်နှစ်ခုလုံးမှာဒါကျွန်တော်လီဗာပူးတဲ့နေကော်နာဘရက်လေးနဲ့ဆီမီကတ်စတိုကိုပွဲထွက်စေခဲ့ပြီးတော့ဆန်တာဘက်ဘယ်ရီမှာ3ရဲ့ first line up ကိုပွဲထွက်စေခဲ့တယ်အဲ့တော့ဒီနေ့ပေါ်စမှာလီဗာပူးတဲ့အကောင်းဆုံးလူစင်းတစ်ခုမြင်ခဲ့ရဒီနေ့ပေါ်စမှာနီးပြအနေနဲ့ ဒါအမှန်တည်းပြောမှမဆိုတော့အာနီဆိုတဲ့ဒီညမှာတော်တော်လေးကိုခေါင်းမာတဲ့အခြေအနေတစ်ခုလို့ကျွန်တော်နေမြင်တယ်။သူ့အနေနဲ့ဒါကျွန်တော်စန်တာဖောနေရာမှာလူးဝစ်ဇီယက်ကအလုံးမဖြစ်ဘူးဆိုသူသိတယ်။ဒါပေမဲ့အမှန်တည်းပြဿနာလေးပြအာနီဆိုဘက်ကပြန်ကြည့်တော့ပဲလေကိုဒီဂက်ဘူးကလက်ဝင်းနေရာမှာအလုံးဖြစ်နေပြန်တော့သူကလူးဝစ်ဇီယက်ကိုလည်းနေရာပေးခြင်းပြန်တော့လူးဝစ်ဇီယက်ကိုစန်တာဖောနေရာမှာသူသုံးကြည့်တယ်။အဲသူ့အနေနဲ့ကိုဒီဂါကျွန်မမဲရကိုဒီဂက်ဘူးဒါရှေ့ကနေပြဖြစ်တဲ့ဂျန်ကလော့ကစန်တာဖောကိုဒါအသုံးပြီးလူးဝစ်ဇီယက်ကိုသုံးတဲ့ချိန်မှာကိုဒီဂက်ဘူးကအလောက်ချိန်မထွက်ပဲနဲ့လူးဝစ်ဇီယက်ချီထွက်တယ်။အဲဒီနောက်ပိုင်းပုံစံမှာဒါကိုဒီဂက်ဘူးလက်ဝင်းထားပြီးဒါလူးဝစ်ဇီယက်ကို စနာဖောပြန်ထားပြန်တော့လေကိုဒီကိုက်ဘောခြေတက်ပြီးတော့လာလူးစီယက်စင်းနဲ့ဂိုးမဂိုးမသွင်းနိုင်ခဲ့ဘူးเนาะအဲ့တော့ပြဿနာကဒါအဆုံလင်းပဲပေါ့အဲ့တော့ဒီနေ့ပွဲစမှာတကယ်တမ်း difference maker ကတော့ကွင်းလေပိုင်းပဲ Graven Beck McAllister Subbusla အဲ့တော့ ဒီနှစ်မှာဒါကျွန်တော်တို့ Liverpool အသင်းရဲ့ကစားသမားတွေအကြောင်းအများကြီးပြောလိုက်ရတယ်။ဒီနှစ်မှာဒါကျွန်တော်ဒီ idea ကိုလည်းကျွန်တော်ဒါ Sky Sport ရဲ့ commentator ပြောတာမှပူပြီးအသတိရသွားပါတော့။ဒီနှစ်မှာ Liverpool အသင်းရဲ့လုံးဝဒါလူတွေကြားထဲမှာဒါကျွန်တော်တို့ Salah တို့ဒါ Van Dijk တို့ Alisson တို့ဒီလိုကစားသမားတွေလောက်ကျွန်တော်တို့ဒါစကားအများကြီးပြောစရာမရှိဘဲနဲ့အများကြီးချီမွန်ဂျင်းနဲ့မရတဲ့ကစားသမားတယောက်ကတော့မက်ကလစ်စတာပဲမက်ကလစ်စတာနဲ့ဒီနေ့ပုံစံမှာဒါကျွန်တော်တို့ကွင်းလယ်မှာဒီနေ့မိနစ်60ကစားပြည့်မှာထိကျက်အများဆုံးနေဒါကျွန်တော်တို့ကီလိုမီတာအများဆုံးကိုကာဗာလုပ်ထားတဲ့ကစားသမားရဲ့တယောက်အနေနဲ့ လုတ်ပြနိုင်ခဲ့တယ်အဲ့တော့ဒီနှစ်ဒါကျွန်တော်လီဗာပူးသိရင်ဒါကွင်းလယ်ကတကယ်တော့ပြစနာချင်မှာနံပါတ်6ဖို့တေချာတာ defensive midfielder လို့လုံးဝမရှိဘဲနဲ့ဒါကျွန်တော်တို့ Premier League ဖလားကြီးကိုစုကူးခဲ့တာဖြစ်တယ်။ဒါကျွန်တော်အသင်းတိုင်းမှာနံပါတ်6ဖို့ကောင်းကောင်းအကုန်လုံးနီးနီးရှိတယ်။ဒါစပါးလို့အသင်းမျိုးမှာနံပါတ်6ကစားသမားကောင်းကောင်းရှိတယ်။ဒါ Aston Villa ကိုအသင်းမျိုးမှာနံပါတ်6ကစားသမားကောင်းကောင်းရှိတယ်။အဲ့တော့ Liverpool တင်မှာဒီနေ့ပေါ်စမှာဒါကျွန်တော် Sanna Mivine ရောက်တဲ့ DM ကိုဒါ makeshift ဆော့သွားခဲ့ရပြီးတော့ဒီ Champion Premier League ဖလားကြီးရတော့အဲ့တော့ကျွန်တော်လက်ရှိမှာ အဖက်ဂျီရိုအုပ်စုအနေနဲ့တို့ကဖလားတလုံးအမြင်နဲ့ရဖို့တော့စူးစမ်းမယ်ပိုင်ရှင်နေပြီအဲ့တော့ဒီနေ့မှလည်းကျွန်တော်ပရီးမီယာလိဖလားကိုရရှိခဲ့ပြီဖြစ်တယ်ဒါကြောင့်တကယ်လည်းကောင်းမွန်နေဆိုတော့ဒီနေ့မှလည်းကျွန်တော်ဆာလာနေနေတာကကော်နာဘရက်ဒီပါတဲ့ကြောင့်သူ့အနေနဲ့ဝင်းအေးပေါ့တောင်မန်ဒဇုံကနည်းနည်းလေးထင်တာထက်ပိုပြီးတော့အသက်ဝင်ခဲ့တဲ့ဥစ္စာရှိခဲ့တယ်။ဒီနေ့ပုံမှန်တော့တစ်ခုအနေနဲ့ပြောရမယ်ဆိုတော့ဒါဗန်ဒိုက်တဲ့ကူနာတေးရတဲ့ကျွန်တော်ကလင်းရှိပြန်ယူနိုင်ခဲ့တဲ့ပုံစံရှိတယ်။အဲ့တော့ဒီနေ့ပုံစံမှာနောက်ထပ်တစ်ခုအနေနဲ့ဒါကအကောင့်နေပဲပြောပြီးပြီဆိုအဆိုးဘက်ကိုပြန်ကြည့်အောင်အဆိုးဘက်ကိုပြန်ကြည့်မယ်ဆိုလေဘူးတင်တဲ့ဘာကြီးလိုပဲလေ။ လီဗာပူးတင်းနဲ့လာမယ့်နေရာဒီမှာတိုက်စစ်မှုဆက်စစ်တရက်ကိုလိုအပ်နေပြီဆိုတဲ့အဖြေကရှင်းသွားပြီအသင်းအနေနဲ့ဒါမိုဟာမက်ဆာလာမြတ်ဂူမသွန်းတက်ဘူးဆိုရင်အသင်းတစ်သင်းလုံးကချွတ်ချုံကြပြီးတိုက်စစ်ပိုင်းကဘာမှမလုပ်တဲ့ပြဿနာတော်တော်လေးကိုဆိုးတယ်တခါလာတဲ့ဒီတောင်မန်ဒါမိုဟာမက်ဆာလာရဲ့လုပ်ွက်တွေမိုဟာမက်ဆာလာကလူဝစ်စီယက်စတိုဒါကျွန်တော်ကိုဒီဂက်ဘူလူဆူဘူစလိုက်တို့လေဒီနေရာမှာလူအပ်ချက်တွေရှိတယ်အဲ့ဒါကဘာလဲဆိုတော့အရန်ကြီးမိုဆာလာကိုအာကိုလုံးအောင်ကြည့်တယ်သူကဘောလုံးရလာပြီဆိုကိုတိုင်ဘာလုပ်မယ်ဆိုတာမရှိတာပဲ ਨੇ ဆာလာကိုပြီးမယ်ဆာလာကိုပြီးမယ်ဆာလာကိုပြီးမယ်ဆိုတာကြီးက ရေရှည်ရအလုပ်ဖြစ်မနေဘူးလို့ကျွန်တော်နည်းမြင်တယ်လာမယ့်နေရာဒီမှာဒါလီဗာပူးတင်တဲ့အဆင့်တန်းရှိတဲ့တိုက်စစ်မှုတေးဦးရောက်လာမယ်ဆိုတော့ဒီပြဿနာကိုအကြီးအမားဆုံးဖြေရှင်းနိုင်ပြီလို့ကျွန်တော်အနေနဲ့မြင်မိရတယ်မှာပါတယ်။ဒါကူလည်းဒါကြောင့်လာမယ့်နေရာဒီမှာဖြေရှင်းမှုတော့ FFG တို့စူးစမ်းရတယ်ဒါကူလည်းကျွန်တော်အတိမတ်ပြုပါတယ်။ဒါကျွန်တော်လီဗာပူးတင်တဲ့ဒီနှစ်မှာဒါကျွန်တော်ဒီတစ်ပတ်မှာဒါကြည့်ရတဲ့ဥစ္စာအဲ့တော့ တော့ကရရပါတခါကြရင်ထူဆန်းတယ်ဗောနော်လက်ရှိမှာဒါလီဗာပူးပြိတ္တတွေနေနဲ့အခုအလက်ဇန္ဒားအာနုနဲ့ပတ်သက်ပြီးလူတော်များဝေဖန်မှုတွေကြားထဲမှာအကုန်လုံးကကျွန်တော်ပြောရတယ်အလက်ဇန္ဒားအာနုနဲ့လက်ရှိမှာဒါကျွန်တော်လာမယ့်နေရာဒီမှာလီဗာပူးသင်္ကန်နေရီယယ်မတွေ့အသင်းကိုဒါကျွန်တော်အလွတ်နဲ့ပြောင်းရွှေ့ဖို့အတွက်အချိန်တွေအရန်ကောင်းနေပြီဒါဖာဗီဂျီရိုမန်တို့ရဲ့အဆိုရဆိုဒါပြီးတော့ပြီးသွားပြီဆိုတဲ့တရင်ထွက်လာခဲ့တယ်ဒါပေမဲ့ဒီနေ့မှာဒါကျွန်တော်လူစားဝင်လာတဲ့အချိန်မှာလူရည်နေနဲ့ဒါကျွန်တော်အလက်ဇန္ဒားအာနုဝင်လာတဲ့အချိန်မှာသိပ်ပြီးတော့ဟိုအော်အော်ဘယ်တော့မှလက်ဟုတ်ဒီအော်ပါတော့သိမ်းမပေးကြပါနဲ့ကျွန်တော်အနေနဲ့ဒါကျွန်တော်လူတော်များကွန်မန်ဒါကိုရန် အလသနာအနုဝင်လာတာကောင်းကဆူးလာတော့မသိရဘူးအဲ့ပေါ့ခြေစွမ်းရဆိုတော့ကောင်းသွားတာမှန်ပဲပြိတ္တတွေတော့ဒီအလသနာအနုဝင်လာရဆိုတာကောင်းကဆူးလာဆိုတဲ့အရာတခုကိုသိပြီးမသေးကွဲဘူးဆိုပြီးကော်မတီတာတော့ပြောယူရတယ်တကယ်တော့အလသနာအနုဝင်လာတဲ့အချိန်မှာတကယ်တော့လုံးဝကိုတော့တိတိတသားကျွန်တော်တူတက်သွားခဲ့တာကိုတွေ့ရမယ်အလသနာအနုရဲ့သူကိုကျွန်တော်ပထမကြည့်တော့ကျွန်တော်တို့နောက်တန်းနဲ့ clash ဖြစ်ပြီးတော့ကျွန်တော်နည်းနည်းစိတ်ပူသွားခဲ့ဒါပေမဲ့ VAR ပြန်ကြည့်တဲ့အချိန်မှာဒါကစားသောဟိုဘက်ကကစားသမားသူ့ရဲ့နောက်တန်းနဲ့သူ့ရဲ့ဂိုးသမားနဲ့ထိခိုက်မိပြီးသူ့ဟာသူ foul ဖြစ်သွားတဲ့အတွက်ကြောင့်သူဒါအလသနာအနုရဲ့ goal ကို stand ဖြစ်သွားခဲ့ပေါ့အဲ့တချို့ကျတော့ ချို့ highlight လောက်ကြည့်ပြောကြမှာဆိုရှိတာက တစ်ဖက်ကဒါကျွန်တော်တို့အဲ Leicester City ရဲ့ twin ကိုဘာလို့ပယ်ဖျက်ခဲ့လဲ Leicester City နဲ့ဒါကျွန်တော်တို့တစ်ဖက်က Alisson Becker ကိုဒါတိုးတိုက်မှုတော်တော်လေးကိုဒါကျွန်တော်ရှိခဲ့တဲ့အတွက်ကြောင့်အဲ့ဒီကိုပယ်ဖျက်ခဲ့တယ်။ Valley ဖြစ်တယ်လို့လည်းမြင်တယ်။ဘာလို့တော့ Tyson Mu အနေနဲ့ဒါလက်ထီတာနဲ့ဒါတစ်ဖက်အသင်းရဲ့ဒါ Goodman ကိုဒါကျွန်တော်နှောက်ယှက်မှုပြုတဲ့နေရာမှာအရင် sensitive ဖြစ်တဲ့ topic ဖြစ်တယ်။အဲ့ဒါကိုကိုရန်ကလက်ရှိမှာနီးပြနေတယ်တော်တော်လေးကို give to side handle လုပ်တာဖြစ်ရတယ်လို့ပါပါတယ်။အဲ့တော့တစ်ဖက်ကဒါကျွန်တော် Alisson Arno ကန်သွားတဲ့ twin ကိုမှကျွန်တော်အဲ့လိုပဲဖြစ်ပြီးထင်တာ။ဒါပေမဲ့ကန်ကောင်းဆိုတော့လည်းပြန်ပြီးအနှေးပြွက်ကြည့်။ VR ရှိတာဒါအားကောင်းတယ်ဗျ။ VR ရှိရဲ့အချိန်မှာ မှာဒါကိုကကငွေမြင်ရတယ်ညင်းစရာလည်းမလိုဘူးเนาะတခါကျအဲ့ဒါကောင်းတဲ့ချက်ပါအဲ့တော့တစ်ဖက်ကလည်း strategy ပဲပြန်ကြည့်ပြန်တော့လေတော်တော်လေးကိုနှမျိုးကောင်းတယ် Ruben Sterright နဲ့ Lame ဒါကျွန်တော်တို့နွေရာသီမှာ championship မှာ Leicester City ကိုစကင်မကင်မသိကြသေးကျွန်တော်အနေနဲ့တော့မကင်လောက်ဘူးလို့မြင်နေတဲ့ Ruben အနေနဲ့ဒါကျွန်တော်ထင်တာကြားတော့ကတော့သူ့အနေနဲ့ Netherlands ပြန်မယ်လို့ကြားတယ်ဒါပေမဲ့တကယ်တမ်းပြန်စဉ်းစားကြည့်မယ်ဆိုတော့ Jimmy Vardy နဲ့လည်းဘောလုံးလောကကနေကျွန်တော်တို့အပီးတိုင်နားစေချင်သူ့အနေနဲ့ဒါကျွန်တော်တို့ go out with the bang မဟုတ်နော်ဦးနေသူနာအကောင်းဆုံးဒါကျွန်တော်တို့ထွက်ခွာမှုနဲ့တခုထွက်ခွာသွားခဲ့မယ်စပါးသိန်းထထောင်မှာလက်ရှိမှာဖလားတွေအများကြီးရခဲ့တယ်ဒါကျွန်တော်တို့ vardi အနေနဲ့ဒါကျွန်တော်တို့လက်ရှိမှာအများကြီးလုပြသင့်တယ်လို့ပြောလို့ရတယ်မှာပါတယ် vardi ကောင်းခဲ့တဲ့ဥစားအသင်းကိုလည်းတက်ဆာရှိခဲ့ပြီးပြီကျွန်တော်အနေနဲ့ပြောရမှာဆိုဒါပတ်ဆိုင်လည်းအများကြီးရှာခဲ့ပြီးတော့အသင်းအနေနဲ့နားသင့်ပြီးလို့ကျွန်တော်နေမြင်တယ်လက်ရှိမှာတော့ကျွန်တော်တို့ဒါရှာရှာပေါ့တော့ southern dancing မှာ iswich တန်းတန်းသွားတယ်လက်ရှိမှာ leicester city leicester city တန်းဆင်းသွားတဲ့အချိန်မှာကျွန်တော်အနေနဲ့ပေါ့နော် ဘယ်ကစားသမားကိုလူကျင်လဲမင်းဘယ်ကစားသမားမှမလူကျင်တာပဲလက်ရှိမှာအဲ့ဒါကလက်စတာရဲ့ quality ကိုယ်တိုင်ဖြစ်တယ်အဲ့လောက်ထိလက်စတာရဲ့ကစားသမား quality ကညံ့တယ်ဆောက်တဲ့မှာဆိုလက်ရှိမှာညင်းစရာရှိရတာ Diplin တို့ Barrow ဆိုတဲ့ကစားသမားတွေရှိတယ် Ramsey ဆိုတဲ့အသင်းပြောင်းပြတာ Switch မှာဆိုလက်တိကြတယ်မှာ Hutchinson တို့ကစားသမားမျိုးတွေရှိတယ် Liam Delap တို့ကစားသမားမျိုးရှိတယ် ဒါပေမဲ့အခုလက်ရှိမှာ Leicester City မှာဒါမင်းကြိုက်တာယူဆိုမရှိမရှိမဲ့ယူရမယ်ဆိုတော့ကွင်းလေကစားသမားဖြစ်တဲ့အဲ Cleana C ကိုယူရတာကလွင်ကျန်တဲ့လူတွေကဘဒူးမှကျွန်တော်အနေနဲ့ယူအဲ့တော့ဒါကိုကြည့်ရပြီ Leicester ဘာလို့တန်ဆင်သွားဆိုသိတာလေတစ်ဖက်က Liverpool တင်းကတလုံးဆိုတလုံးလှုပ်သွားခဲ့ပြီးတော့လက်ရှိမှာ Premier League 2022ဆို2025 2026 Champion ဖြစ်လာဖို့အတွက်တေချာလောက်နီးနီးဖြစ်သွားပြီလို့ပြောရင်းနေပဲ ကျွန်တော်ကိုတောင်းပန်ပြီးပေါ့အားလုံးပဲကောင်းမွန်တော်နေတဲ့နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တောင်းပန်ပြီးပေါ့ဗျဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4 တို့မှာချင်းလူစံပေါ့အကူကြည့်လို့ရပါတယ်မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မာကလစ်မမြန်နိုင်ဖြစ်ပါတယ်အားလုံးပဲကောင်းသောမနက်ကလစ်ဖြစ်ပါစေဆုမွန်ကောင်းတောင်းပန်ပြီးနေပဲကျွန်တော်တို့နောက်မှအစီအတွေ့ကြတာပေါ့ TV4 ဗျ